အလုံးမဲ့မင်္ဂလာပါနီးစန်းချမ်းသာတင်နန်းကြောင်းနေကျေစုလိုက်ပါရတယ်ဒီနေ့အတွက် N3 ရဲ့ grammar နံပါတ်62နဲ့63ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ကဲအားဆိုလို့ရှင်စရအောင်နော်နံပါတ် 62g မှာခါရာတိုရီတဲဆိုတဲ့ grammar ပတ္တန်နံပါတ် 63g မှာကကြတော့တော့ဝါခါခီတာ9ဆိုတဲ့ grammar ပတ္တန်ဖြစ်ပါတယ်အဲ့ဒီနှစ်ခုကိုသွားပါမယ်အဲဒီမှာကကြတော့ခါရာတိုရီတဲကိုရင်ပြောမယ်နံပါတ်62ခါရာတိုရီတဲကလူဆိုပြီးလူပြောပြီးဆိုတဲ့အတိတ်ပဲရှင်ဟာကိစ္စဖြစ်တယ်လူဆိုပြီးနောက်ကကိစ္စမဖြစ်နိုင်ဘူးတော့မပြောနိုင်ဘူးဆိုတဲ့အတိတ်ပဲပါဥမာအပြင်ကွာပိန်တယ်လူဆိုပြီးတော့ခါကြတော့အားမရှိဘူးလို့တော့ပြောလို့မရ ောင်ဟုတ်လားပိန်တဲ့လူတိုင်းအားမရှိတာလားမဟုတ်ဘူးနော်အပြင်နောက်ထပ်တစ်ခုကကြတော့ဝရဲလို့ဆိုပြီးတော့မပြေးနိုင်ဘူးလို့တော့မပြောနိုင်ပါဘူးဝါလဲတော့ပြေးနိုင်တယ်လေ့ကျင့်ခန်းတော်တော်လုပ်နိုင်တဲ့သူတွေလည်းရှိတယ်ဟုတ်တယ်နော်အဲ့လိုပုံစံမျိုးအဲဆိုအရှိရာကိစ္စလို့ဆိုပြီးနောက်ကကိစ္စလို့ပြောလို့တော့မရဘူးသူကကြတော့အရှိမှာပါလိုက်လဲဆိုရင် plain form လိုက်ပါတယ် plain form plus color တို့ရစ်တယ်ပါ ကဲအဲ့ဆိုရင်အဲ့ဟာလေးကိုရရပြီနော်ကဲဒီရောက်ကဟာလေးကိုကြည့်ကြည့်မယ်အချိန်ပိုင်းအနေနဲ့ခိုင်းမွန်တို့ကဈေးဝယ်တာကခေကကုတေကိနီအဆောကကြတော့ခေကကုတေကိနီဆိုတော့ပလန်တိုင်းမဲ့ဝယ်မအောင်နော်ဈေးဝယ်တာအောင်နော်အစီအစဉ်တိုင်းမဲ့ဝယ်မယ်နော်အဲ့အစီအစဉ်တကြပဲနဲ့ဝယ်မယ်နော်အာနော်အဲ့ပုံစံမျိုးအဲ့လိုပြောပြီးတော့ခါကြတော့အာရာစွေးခါရာသွေးတဲ့ဈေးချိုတယ်လို့ဆိုပြီးတော့ခါကြတော့ခိုင်းစကီနာယောနိချီမာရှောအဲ့တော့ ဈေးဝယ်ဘယ်လိုပြောမလဲကွာอืมဝယ်တာများလွန်မများလွန်ဖို့ရန်အတွက်လောက်ကြဆိုပေါ့အများကြီးမဝယ်ဖို့ရန်အတွက်လောက်ကြဆိုဒါပလန်အတိုင်းပဲဥမာအဖြစ်အိမ်ကနေပြီးတော့ခါကြတော့ဖနက်ကတရံတော့အိမ်ကြီးကတစုံတော့အဲအဲ့လိုမျိုးမှတ်သွားတယ်မဟုတ်လားအာဈေးကျွဲဈေးကျွဲလို့ဆိုပြီးတော့ခါကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်အာအများကြီးမဝယ်ဖို့ရန်လောက်ကြဆိုဆိုတဲ့အထိပ်ပဲအရှိယာကိစ္စလို့လို့ဆိုပြီးတော့ခါကြတော့နောက်ကကိစ္စကိုလုံးလုံးမရဘူးခါရတော့အစ်တဈေးကျွဲလို့ဆိုပြီးတော့နောက်ကကိစ္စလို့ပြောလို့မရဘူးဒါတော့ပြောချင်တာအိမ်မှာအမေကမှားလိုက်တာလीဈေးကျွဲလို့ဆိုပြီးတော့နော်ဟိုရောက်မှဟိုကလိုချင်တဲ့ င်တာလိုချင်တယ်မလုံနဲ့နော်အဲအဲ့လိုပုံစံမျိုးဟုတ်ပြီနော်အဲ့ဆိုရင်ငါတို့ဈေးဝယ်တာကိုလည်း plan အတိုင်းပဲဝယ်မယ်တဲ့ဈေးဈေးချိုးတယ်လို့ဆိုပြီးတော့ခါကြတော့အများကြီးမဝယ်ဖို့ရန်အတွက်ဟုတ်ပြီနော်ဝယ်တာများများဖို့ရန်အတွက်လောက်ကြစို့အဲ့ဒီအထိပ်ပဲပါခုနကပြောတဲ့ကျမပြောတဲ့ပေါ့နော်ပိန်တယ်လို့ဆိုပြီးတော့ခါကြတော့အာမရှိဘူးလို့တော့ပြောလို့မရဘူးအဲ့ဒီပုံစံမျိုးပဲအတူတူပဲဒါနမနေနိဗ္ဗာန်ကိုသွားမယ်နော်ဗန်လီတာခါရာတို့ရဲ့အဆင်ပြေတယ်လို့ပြောပြီးအဆင်ပြေတယ်လို့ဆိုပြီးဟုတ်ပြီနော်လို့ဆိုပြီး ဟာအဆင်ပြေတယ်အဆင်ပြေတယ်အဲ့လိုအဆင်ပြေတယ်လို့ဆိုပြီးတော့ခါကြအနောက်ကကိစ္စလို့တော့ပြောလို့မရနိုင်ဘူးလုံးလို့မရဘူးအဲ့လိုပုံစံမျိုးကိုပြောတာအင်တာနက်တုံနေထားရတဲ့ဘကာရီအီလူတို့အင်တာနက်ကကြီးပဲအင်တာနက်ကိုပဲအာကိုးတာကြီးပဲနေမယ်ဆိုရင်ဒါအာကိုးတာအာကိုးတာကြီးပဲနေနေမယ်ဆိုလို့ရှင်ခမရုခုတို့ကအရူရောဒုက္ခရောက်လိမ့်မယ်နော်ဥမာအဖြစ်စာလီလာလာတို့ဘာလို့ပေါ့စာလီလာလာတော့အရင်မကြည့်ဘူးတချို့ဟာစာမကြက်တော့ဘူးကွာမကြက်တော့ပဲနဲ့မသိရင်အာဟိုဘာလို့လိုက်မလဲဆိုရင် online က AI တခုခုကိုပဲမေးလိုက်မယ်မေးလိုက်မယ်အဲ့လိုမျိုးကလောက်တာပေါ့ဒါပေမဲ့အခုအုံနောက်ထဲမှာမေးပြီး တော့မှတ်ရင်တော့တမျိုးပေါ့နော်မေးပြီးတော့မှတ်လဲမှတ်ဘူးဒီတိုင်းကြီးပဲအဲအဲ့လိုမျိုးပဲဆိုရင်တော့ဘာမှအဆင်ပြေမှာမဟုတ်ကိုကအပြင်မှာတကယ်အသုံးချမယ်ဆိုကိုအုံလောက်ထဲဘာမှရှိမှာမဟုတ်ဘူးလေအဲ့လိုမျိုးအဆင်ပြေတယ်လို့ဆိုပြီးအင်တာနက်ကိုပဲအားကိုးတာကြီးပဲလုပ်နေမယ်ဆိုရင်ဒုက္ခရောက်မှာနော်ဆိုပြီးပြောထားတာဖြစ်ပါတယ်နံပါတ်3စမ်းပန်ကိုသွားပါမယ်အွန်သောဝါအားကစားရဆိုလို့ရှိရင်ဟိစကြောဟိစရောဒေဇငါလိုအပ်ပေမဲ့ဒါကာရာတိုရဲ့တဲ့အဲ့လိုလိုအပ်တယ်လို့ဆိုပြီးတော့ခါကြတော့ယာရီစုကိဒေဝဤကေမာဆန်အယန်းကြီးလှုပ်လို့တော့မရဘူးနောက်ပြီးတော့အယန်းအများကြီးပမာဏအများကြီးအယန်းလှုပ်လို့တော့မရဘူးခ ါနာသွားမယ်ခါကြိုက်သွားမယ်အာနော်အဲကြောက်သားတွေနာသွားမယ်ဟုတ်ပြီနော်အားကစားကလိုအပ်ပေမဲ့အဲ့လိုလိုအပ်တယ်လို့ဆိုပြီးအရန်ကြီးလုံးလို့တော့မရဘူးလို့ပြောတာဟုတ်ပြီနော်အားဆိုလို့ရှိရင်ဒီကရမှာပတန်လေးရပါမယ်ခုနကကျွန်မပြောထားတဲ့ example လေးကိုမှတ်ထားရင်လည်းရပါတယ်ကဲဟုတ်ပြီနောက်တစ်ချက်တစ်ခုသွားနံပါတ်63နံပါတ်63ကရမှာပတန်ကတော့ဝါခါကီတာနိုင်လို့မဆိုလို့တော့မဟုတ်ပြောချင်တော့ကွာအငြင်းတန်းဒီလိုကြီးပဲမဟုတ်ဘူးအမြဲတမ်းဒီလိုကြီးပဲတော့မဟုတ်ဘူးမဆိုလိုဘူးဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အမြဲတမ်းဒီလိုကြီးပဲတော့မဟုတ်ဘူးမဆိုလိုဘူးဆိုတဲ့အထိပယ်ပါ ဟုတ်ပြီနော်အဲ့ဒီပုံစံမျိုးပါအများအတန်းကွာဒါကြီးပဲဖြစ်နေမယ်လို့တော့မဟုတ်ဘူးအဲ့လိုပုံစံမျိုးမှသုံးတာအဲဆိုတော့ကကြတော့ plain form လိုက်တယ်တော့ဝါခါကီတာနိုင်ဒီရောက်က example လေးတာလွယ်တာမဟုတ်လို့ဒီဟာဟာလေးတွေနဲ့ပဲမှတ်ထားရင်လေးရတယ်နော်ကဲအဲ့ဆိုရင်အကြည့်ပါဦးကြည့်မယ်နော် cycle အခုတလောတဲ့အဲဘယ်ရန်တိုင်းဒီနိဘယ်ရန်တိုင်းဒီမှာအိုကုရုမွန်နိုကအာပို့တဲ့ပစ္စည်းလက်ဆောင်ပေးတာအိုကုရုကဒီဟာပို့တာမဟုတ်နော်လက်ဆောင်ပေးတယ် လက်ဆောင်ပစ္စည်းကိုပြောတာဖြစ်ပါတယ်အခုလိုမိုနိုဆာလက်ဆောင်ပစ္စည်းအဲ့ဒီဘယ်လန်တိုင်းတိမာတဲ့လက်ဆောင်ပစ္စည်းလက်ဆောင်ပစ္စည်းကလည်းချောကိုရဲတိုတိုဝါခါကီတာနိုင်ဆိုဒက်ချောကလက်လို့တော့မဟုတ်တော့တဲ့ပုံမဲဆော့ချောကလက်ပဲလို့မဆူလို့တော့တဲ့ပုံမဲမဆူလို့တော့တဲ့ ပုံပဲဆိုလေအထိပ်ပဲဖြစ်ပါတယ်။အဥမာအဖြစ်အရင်တော့ဆိုရင်ကွာဗလန်တိုင်းတီးဆိုရင်တော့ချောကလက်ကြွေးရမယ်ချောကလက်ကြွေးရမယ်အဲ့လိုမျိုးပဲဟိုဟာဖြစ်တာ။အာတတ်မှတ်ကြီးဖြစ်နေသလိုပဲဒါမဲ့အများရန်ဒီလိုကြီးပဲတော့မဟုတ်ဘူး။အခုတော့ဗလန်တိုင်းတီးတွေမှာလက်ဆောင်ပစ္စည်းတွေပေးတယ်ဆိုလို့ရှိရင်အဲ့လက်ဆောင်ပစ္စည်းတွေအရဆိုရင်ချောကလက်လို့တော့မဆိုလိုတော့တဲ့ပုံပဲပြဿနာတခြားပစ္စည်းတွေလည်းပေးကြတယ်လို့ပြောတာအများရန်ဒါကြီးပဲမဟုတ်ဘူးလို့ပြောတာ။နောက်ထပ်တစ်ခုနိဗ္ဗာန်ကိုသွားမယ်နော်။နိဗ္ဗာန်ကကြတော့ဒိုင်းခင်ရောဒါကာရာတိုရဲ့တိုင်းခင်ရောဆိုတာလုပ်ငန်းအကြီးကြီးကုမ္ပဏီကြီးပေါ့လုပ်ငန်းကြီးပေါ့ ဟုတ်ပြီနော်လုပ်ငန်းကြီးလို့ဆိုပြီးတော့အခါကြဒါလည်းခါရသွင်းရစ်တဲ့ဆိုတော့နော်အရှေ့ရကိစ္စလို့ဆိုပြီးတော့နောက်ကကိစ္စမဖြစ်နိုင်ဘူးလို့တော့ပြောလို့မရအောင်ဒါအခုကဒီမှာကျွန်တော်ခါရသွင်းရစ်တဲ့ကိုအဓိကမပြထားဘဲနဲ့ဒီတို့တို့ဝါခါကီတာနိုင်ကိုအဓိကပြထားလို့လေအဲဒါတို့ဝါခါကီတာနိုင်ကိုအရင်ပြောလိုက်မယ်နော်ကဲအဆွေသွားမယ်လုပ်ငန်းကြီးလို့ဆိုပြီးတော့အခါကြတော့တူဆန်းနိုင်တို့ဝါခါကီတာနိုင်တူဆန်းဆိုတာကဘာကိုပြောချင်တာလဲဆိုရင်ဒေဝါလီခန်းတာဒေဝါလီခန်းတယ်လို့ဒေဝါလီမခံရဘူးလို့တော့မဆိုလို့ဘူးပေါ့ဒေဝါလီခံရတာကြီးလည်းရှိတယ်လုံးဝနာမည်ကြီးကုမ္ပဏီတွေ ေတကယ်မှ non company ဒီဝါလီခံရတာလည်းရှိပါတယ်နောက်ပြီးတော့အများအားကြီးဒီ company ကနာမည်ကြီးပြီးတော့ကကြာလောက်ကလုံအားတွေလည်းကောင်းနေတယ်အဆိုတွေဆုပ်ပေမဲ့လည်းပဲအဲ့လိုမျိုးဒီဝါလီမခံရဘူးလို့တော့မဆိုလို့ဒီဝါလီခံသွားရတဲ့ဟာလည်းရှိတယ်ဒါဆိုလို့ရှိရင်ဒါအများအားကြီးဒီလိုဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့ဒီမှာဆိုလို့ရှိရင်လည်းခါရတော့အစ်တဲ့လို့လည်းကြီးကြီးလိုက်လေရှေးဟာကိစ္စလို့ဆိုပြီးနောက်ကကိစ္စမဖြစ်နိုင်ဘူးလို့တော့မပြောနိုင်ဘူးမဟုတ်ဘူးလားအာ လုပ်ငန်းတွေကြီးတယ်လို့ဆိုပြီးတော့ဒီဝါလေးမခံမှုတော့မပြောနိုင်ဘူးအတူတူပဲလေဒီပေါ်ကနံပါတ်60ညနေအတူတူပဲဟုတ်ပြီနော်အဲ့မှာဆိုရင်ဒီမှာခါရသွေးအစ်တဲကိုအဓိကပြထားတာမဟုတ်ဘဲနဲ့နိခါကီရာနိုင်ကိုအဓိကတော့ဝါခါကီရာနိုင်ကိုပြောထားတာမဟုတ်လို့နော်ဒါဆိုရမယ်နော်။ကဲဟုတ်ပြီ။စမ်ပန်အောင်သားမယ်။စမ်ပန်ကကြတော့အကီနိုချီကာကူနာရဘူတာနဲ့နီးတယ်ဆိုလို့ရှိရင်စုကင်းစုကင်းဆိုတာအလုတ်အသွားပြန်လုတာအလုတ်သွားတာပြန်တာဟုတ်ပြီနော်။အလုတ်သွားတာပြန်တာမှားတယ်ဗန်လီတာတူဝခါကီတာနိုင်အာခါကီဒီမာဆန်ဟုတ်ပြီနော်။အဲဆိုတော့ကကြတော့ ဘူတာနဲ့နီးတယ်လို့ဆိုပြီးတော့အလုတ်အသွားပြန်မှာအဆင်ပြေလို့တော့အဆင်ပြေတယ်လို့တော့မဆိုလို့ဘူးအဆင်မပြေတဲ့ဟာကြီးလည်းရှိကောင်းရှိမှာပေါ့နော်မဆိုလို့ဘူး အာဘူဒါနဲ့တော့နီးတယ်ဒါပေမဲ့သူ့အတွက်ကအဆင်မပြေနေတဲ့တချို့အဆင်မပြေနေတဲ့လူတွေလည်းရှိရင်လည်းရှင်းပါပေါ့ဟုတ်ပြီနော်အဲ့ဒီပုံစံမျိုးပြောတာအမြဲတမ်းဒီလိုကြီးပဲမဟုတ်ဘူးလို့ပြောချင်တဲ့အခါမျိုးမှာတောင်းတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနေ့ကရမဗတန်လေးကိုရပါမယ်ခါရသွေးရသေးဆိုတာကလို့ဆိုပြီးလို့ပြောပြီးအာပိန်တယ်လို့ဆိုပြီးအာမရှိဘူးလို့တော့ပြောလို့မရဘူးအာနောက်ထပ်တစ်ခုကကြတော့လုပ်ငန်းရကြီးတယ်လို့ဆိုပြီးတော့အခါကြတော့ဒေဝါလီမခံရဘူးဆိုတာပြောလို့မရဘူးနောက်ထပ်တစ်ခုကကြတော့သူ့ဟာခါကီတာနိုင်လို့မဆိုလို့မဆိုလို့အာဗလန်တိုင်းနေ့မှာဆိုလို့ရှိရင်ချောကလက်ကြီးပဲပေးရမယ်လို့မဆိုလို့တော့တဲ့ပုံပဲ ်ဟောဗျနောက်ပုံမဲရတာထည့်ထားတာဒီနားမှာ push store ချလဲရတယ်မစိုးလို့ဘူးနောက်ထပ်တစ်ခုကကြာဘူတာနဲ့နီးတယ်လို့ဆိုပြီးတော့ခါကြတော့အာနော်အလုတ်အသွားပြန်အဆင်ပြေမယ်လို့တော့မစိုးလို့ဘူးအဲ့ပုံစံမျိုးမှာတုံတာဖြစ်ပါတယ်ကဲအားဆိုလို့ရှိရင်ဒီနေ့အတွက်ကတော့ဒီနေရာလေးမှာရပ်ပါမယ်နောက် grammar word နောက်ပြီးတဲ့ရင် subscribe တင်ပေးပါမယ်အားလုံးပဲ Oscar ရဲ့ဆောင်းပါးနဲ့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နဲ့